်ရှည်ရှည်ဖြစ်နေတာဝါတုတ်တုတ်ကြီးဖြစ်နေတာဒါဆိုရင်လည်းပဲအကြီးဘလောက်လှတယ်ပြောပြောသူ့ကိုကြည့်ကောင်းတယ်လို့မဆိုနိုင်ဘူးဟုတ်လားနောက်ကန်းအကြီးအစင်းလည်းကောင်းတယ်ပုံတရံကလည်းအချိုးဆက်ကလည်းအလွန်တရာမှပြည့်ပြည့်တယ်ကန်းဘာလို့သေးတုံဆိုတော့သူ့ရူပါတာတဲ့မျက်လုံးပုံတံနှာခေါင်းပုံတံမျက်နှာပေါက်နှာခမ်းအစရှိတဲ့ဖြင့် ရုပ်ချောတယ်လှတယ်ဆိုတာများသောအားဖြင့်လူတွေကတော့မျက်နှာလေးကြည့်ပြီးတော့ပြောကြတာပေါ့လေဟုတ်လားသို့တော့မျက်နှာလေးတစ်ခုပြည့်စုံရုံမျက်နဲ့လူတစ်ယောက်ကိုချောတယ်လှတယ်လို့ပြောတာကတော့လေမပြည့်စုံသေးဘူးပေါ့ဟုတ်လားအဲ့တော့၃မျိုးပြောတာနော်အရေးအစင်းကိုပြောတယ်အချိုးဆက်ပုံတရံကိုပြောတယ်ပြီးတော့သူ့လူပါတာဒီမျက်နှာပေါက်ရဲ့ဒီကြည့်လို့ကောင်းတဲ့အနေအထားကိုပါမျက်စောပြန်ပြောလိုက်တယ်အကုန်လုံးကိုခြုံလိုက်ရင်တော့အလွန်တရာကြည့်လို့ရှုလို့ကောင်းတဲ့ချုံပေါ်လှပတဲ့လူတစ်ယောက်ပေါ့ ီးတော့ဗာလဲသူ့တရတာအတန်လဲကောင်းပြီတဲ့အဲ့ဒါမျိုးတွေကိုဘယ်သူကပေးမလဲဆိုတော့ယခုနကပြောထားတယ်ကုသိုလ်ကောင်းမှုတွေကပေးမယ်ဒါပြောတာဒါတွေမကဘူးတဲ့အာဒီပစ္စပရိဝါရတဲ့တချို့ကယုတ်တီတော်ချောပါရဲ့ဒါပေမဲ့အာဒီပစ္စဆိုတဲ့အစိုးရခြင်းမရှိဘူးသူ့မှာဩဇာမရှိဘူးအာဏာမရှိဘူးသူပြောရင်ဘယ်သူမှနားမထောင်ဘူးသူ့ကိုဘယ်သူမှဂရုမစိုက်ဘူးအလေးမပြုဘူးဒါဆိုရင်လေဘဝမှာဟိုချုပ်ရင်းချက်ကြီးရှိနေတယ်လို့ဆိုရမှာပေါ့ဟုတ်လား ဒီအဲ့လိုမျိုးမဖြစ်စေဘဲနဲ့အာတိပိစအာတိပိစဗာလဲအစိုးတရားရှိတယ်။ဟိုအစိုးတရားရှိတယ်ဆိုတာကအခြေခြေဝန်ဝန်ကြီးကိုယူရပြောတာမဟုတ်ဘူး။ဆိုကြပါစို့ကိုကအိမ်တော်ဝန်ကြီးဖြစ်တယ်ဆိုရင်လည်းဒီအိမ်မှာကိုကအစိုးတရားရှိရမယ်ပေါ့။ကိုကအเจ้าနိုင်ဝန်ကြီးတယောက်ဖြစ်တယ်ဆိုရင်ဒီအเจ้าမှာကိုကအစိုးတရားရှိရမယ်ပေါ့။ဟုတ်လား။အဲ့လိုမျိုးပေါ့လေ။နော်အစိုးရမှုဆိုတာအလွန်တရာအချိန်ဆရှိတယ်ပေါ့။နောက်ပြီးတော့ဦးဇင်းတို့ပရိဝါဒတဲ့ပရိဝါဒဆိုတာအချမ်းရံကိုပြောတာ။ နော်တချို့ကကိုယ်အတိုင်းဝိုင်းလေးနဲ့ကိုတော့အစိုးရတယ်ဒါပေမဲ့အချံရံကအလွန်နေတယ်ဆိုရင်လည်းမပြည့်စုံသေးဘူးပေါ့အဲ့ဒါလို့ဦးဇင်းတို့လောကီကောင်းမြတ်မှုတွေကိုမြတ်စွာဘုရားကဒီရွှေအိုးလေးလုံးနဲ့တူတဲ့ဒါနသီလတမာတိပညာဆိုတဲ့ကုသိုလ်ကောင်းမှုတွေကပေးမယ်တဲ့မြတ်စွာဘုရားကဒါရင်လားဆိုတော့မကအိုးမာနုတိကမာနုတိကသတ္တပတ္တိဒေဝလောကိသရတိယာစနိဗ္ဗာန်တံပတ္တိတပ္ပမေတိနလဘတိတဲ့ လူချမ်းသာလူစည်းစိနော်နတ်ချမ်းသာနတ်စည်းစိနောက်ဆုံးနိဗ္ဗာန်ချမ်းသာနိဗ္ဗာန်စည်းစိလို့ပြောကြပါစို့ဟောအဲ့ဒီစည်းစိ၃ခုဒါအကောင်းဆုံးတရားလို့ပဲဦးဇင်းတို့အချင်းချုပ်ပြီးတော့ပြောကြပါစို့နော်နိဗ္ဗာန်ချမ်းသာကတော့အကောင်းဆုံးပေါ့အဲ့ဒီချမ်းသာတွေကိုဒီကုသိုလ်ကောင်းမှုတွေကပေးလိုက်မယ်တဲ့ဟုတ်လားအဲ့ဒါလိုပြောပြီးတော့မြတ်စွာဘုရားကပါဆက်ပြီးတော့အမိန့်ရှိတယ်ဆိုတော့ဦးဇင်းတို့ပဋိသင်္ပိတာဝိမောက္ခောစရာစသာဝကပါရမီ ပိစေကဘောဓိဗုဒ္ဓဘူမိသဗ္ဗမေတ္တနာလဘတိနော်ပရိသမိတာ၄ပါးနော်ပြီးတော့ဥစဉ်တို့အရဟတမေညာအရဟတဘုံညာနော်ယူယူအကသာဝကမဟာသာဝကယူယူသာဝကနော်ဒါဥစဉ်တို့ယဟန္တာတွေပေါ့လေအဲ့ဒီအဖြစ်ဘောဓိစုပေါ့နော်ဒါတွေမကဘူးဥစဉ်တို့ပိစေကဗုဒ္ဓအဖြစ်နောက်ဆုံးဗုဒ္ဓဘူမိသဗ္ဗညုတညာကိုရတဲ့တခက်ဖျံအဖြစ်ကိုလည်းပဲဟောဒီကုသိုလ်ကောင်းမှုတွေကပေးတာတဲ့ဟော ပေးတဲ့ရင်ကောင်းတာတော့အကုန်ကုန်သွားပြီနော်နော်လူစည်းစိမ်ကနေပေါ်စပြီးတော့ပြောလိုက်တာနော်ဒီကုသိုလ်ကောင်းမှုပြည့်စုံလို့ရှိရင်ဒီကုသိုလ်ကောင်းမှုရှင်တွေလူကျင်တဲ့အရာမှန်သမျှဒီကုသိုလ်ကောင်းမှုတွေကပေးမယ်လို့ပြောရကနေစပြောလိုက်တာအခုဘယ်ထိရောက်သွားဘုရားအဖြစ်ကိုထိရောက်သွားတာနော်အေးပရိသမိတာဝိမောက်ခောစာရာသသဘကပါရမီပြည့်စုံကဘောဓိဗုဒ္ဓဘူမိသဗ္ဗမေတ္တနာလဘတိနောက်ဆုံးဘုရားအဖြစ်ဆိုတဲ့အထွတ်အထိပ်ဖြစ်ကိုတောင်မှဒီဒါနာ ီလသမာဓိပညာဆိုတဲ့ရွှေဥကြီးလေးလုံးကပေးမှာတဲ့ဟုတ်လားအဲ့ဒါကြောင့်မြတ်စွာဘုရားကနေကုန်းကျုပ်နိတိကန္တသုတ်တံမှာဗာဟောတုံဆိုတော့ဧဝမဟိတိကဧတသဗ္ဗမေဧဝမဟိတိကဧတယတိတံပုံညသဗ္ဗတံတတမန္တိရောပတန်တန္တိပန္တိတံကတပုံညတံမပြောတုံဆိုတော့အဲ့ဒါလောက်အရှိန်အစောတကူအစွမ်းတတ္တိကြီးတဲ့ဒီကုသိုလ်ကောင်းမှုကိုတဲ့ ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာပြည့်စုံအောင်ပြုကြရမယ်တဲ့ပညာရှိတဲ့ပုဂ္ဂိုလ်တွေဟာကုသိုလ်ကောင်းမှုနဲ့ပြည့်စုံခြင်းကိုပဲချီးမွမ်းတယ်တဲ့နော်ပညာရှိတဲ့ပုဂ္ဂိုလ်တွေဟာဘာကိုချီးမွမ်းလဲအေးကုသိုလ်ကောင်းမှုနဲ့ပြည့်စုံခြင်းကိုချီးမွမ်းနေတယ်နော်လောကကြီးမှာချီးမွမ်းတရားအစ်အမှန်ဆိုလို့ကလည်းဒါပဲရှိတယ်လို့ဆိုရမှာပါတကယ်တမ်းကလည်းဟုတ်လားကုသိုလ်ကောင်းမှုနဲ့ပြည်စုံပြီးဤအဖြစ်ဒီသာနဲ့လောကမှာအချီးမွမ်းတိုက်ဆုံသောအရာ ဒါကြောင့်ပညာရှိတွေကသိတယ်မြင်တယ်နားလေတယ်လောကကြီးမှာချီးမွမ်းတိုက်တာဟာဘာရှိလဲဒါနာကောင်းမှုနဲ့ပြည့်စုံတယ်ဆိုချီးမွမ်းတိုက်တယ်။တော့စွန့်လွတ်နိုင်တယ်ချီးမွမ်းတိုက်တာပေါ့ဘာဖြစ်လို့လဲဆိုသူ့ရဲ့အကျိုးစီးပွားကိုသူရအောင်လုပ်နိုင်တယ်။တစတစစွန့်ဝင့်မှလည်းဘဝနောင်နောင်ဆက်တိုင်းကောင်း၏ဟုတ်လား။ဒါကြောင့်ဒါနာရဲ့အကျိုးကိုသိကြတဲ့မြင်ကြတဲ့ပညာရှိတွေကဒါနာကောင်းမှုပြုတဲ့ပုဂ္ဂိုလ်ကိုချီးမွမ်းတယ်။ဩသူ့ရဲ့အားကိုးရာထောက်ရာတရားကိုသူရှာနိုင်တယ်တော်တယ်ပေါ့ဟုတ်လား။ အဲ့လိုပဲတိလဆောင်စည်းမှုနော်ပြည်စုံနေတမာတိတရားပညာတရားပို့လို့တောင်းသူကမြင့်မြတ်မြင့်မြတ်သွားတယ်ပေါ့ဟုတ်လားအဲ့ဒါလိုကုသိုလ်ကောင်းမှုတွေရဲ့အစွမ်းတတ္တိကိုသိကြတဲ့မြင်ကြတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်တွေကလောကကြီးမှာကုသိုလ်ကောင်းမှု ပြုထားတဲ့ပုဂ္ဂိုလ်တွေကိုသူတို့ဟာချီးမွမ်းကြ၏တဲ့နော်ပြောပုံကလေးကနော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ပုဝေစကတ္တပုံညတာရှိကောင်းမှုရှိခြင်းသည်မင်္ဂလာဆိုတာနဲ့ပတ်သက်ပြီးတော့ ကောင်းမှုရဲ့အကျိုးအနိသင်ကိုအဲ့လိုသိဖို့မြင်ဖို့မလိုဘူးလားလိုတယ်။နောက်အကင်၍ကိုယ်မှာရှေးကောင်းမှုပါလာနေတယ်လို့ကိုယ်စိတ်ထဲမှာခံစားမိတယ်ဆိုရင်ပြီးခဲ့ပြီသားတွေကတော့ဘာမှမတတ်နိုင်တော့ဘူးဟုတ်လား။အဲ့တော့ဘာလို့ဖို့လဲလို့လဲ။နောင်ရီးကိုညှော်တွေးပြီးတော့ဟုတ်လား။အခုလောလောဆယ်ကောင်းတဲ့ကောင်းအောင်ဟုတ်လား။ဒီလောက်အစွမ်းတတ္တိကြီးမားတဲ့ဒါနသီလသမာဓိပညာဆိုတဲ့ ကုသိုလ်ကောင်းမှုတွေကိုသာလည်းပြုလုပ်ပြီးတော့နောက်တစ်ချိန်မှာပုပ္ပေစကတပုံညတာမင်္ဂလာအလွန်ကြီးမားတဲ့ပုဂ္ဂိုလ်ဖြစ်အောင်ကြိုးစားရမယ်ပေါ့ဟုတ်ရဲ့လားအေးဒါကြောင့်ပိဋကပေါင်းတရားပေါင်းတို့